ကတော့ကိုရှင်တရားကောင်းရင်ရပါပြီလူတိုင်းက LGBT ရဲ့မမဟုတ်ပါဘူးလူရ LGBT ဆိုတာကောင်းစင်တတ်တာပါလူရလို့ဖြစ်လာရင်ကိုရှင်တရားကောင်းမယ်စာနာတတ်မယ်ဆိုရင်လူပိသားရင်ရပါပြီဘာဖြစ်လို့ဆိုတော့ကိုရှင်တရားကောင်းမှုဆိုတာကိုဆိုလူနိုင်မဖြစ်ရင်ရပြီလေကိုဆိုလူနိုင်မဖြစ်ရင်ရပြီသူများအာဒီမိသားစုပြုတ်ကွဲအောင်မလုပ်ရင်ရပြီဒါဆိုရင်တော့ကိုပိသားရလို့ထင်ပါတယ်ပြည့်ပျော်လို့လောက်တာငငယ်ငယ်လေးတွေကလည်း ခေါ်ပြောတယ်ဒီမျိုး society တွေပြိုင်နေအာဒီမူကျွန်းငယ်ငယ်မှာဆိုလဲကာဘူးရယ်အာအမှန်တမ်းပြောရင်ငယ်ငယ်လေးတော့လင်းလို့ခက်ခါဆိုဒီရက်ကွက်ထဲမှာဆိုရှာသီးဆေးပြားရောင်းတဲ့အဲ့လိုမျိုးလင်းရှာရည်ရှိရယ်ဒါပေမဲ့ငယ်ငယ်တုန်းကဆိုရင်ကိုကလည်းခလေးဘွားဆိုတော့သူတို့ကတာကြီးကြည့်ပြီးတော့ပြောတယ်အခုချိန်မှာပြန်တွေးစီရင်ရန်ကူချင်းစားပြီးတော့ဝမ်းနေမိရယ်ဘာကြောင့်လဲဆိုတော့သူတို့ဝမ်းကြီးအတွက်ကိုတမအားစီဝါကြကြနဲ့မခိုးမခွက်ပဲနဲ့ရိုးရိုးသားသားလှူစားတဲ့အတွက်ကြောင့်တော့ ဒါတွေပြတ်တွေးမိရင်သူတို့အတွက်ဂုံယူတယ်ဈေးရောက်တဲ့သူတွေကိုလည်းလင်းရန်လေးစားတယ်လွယ်လွယ်ရရပတ်စံကိုသူများရှာလွယ်လွယ်မလေးယူပဲနဲ့ကုခုခုအားနဲ့စူးစမ်းပြီးတော့ဈေးရောက်ကြတယ်ရှာပွေးကြတယ်အရင်ဂုံယူဖို့ကောင်းတယ်ပြီးတော့ညာသွားဖြင့်မိသားစုကိုထောက်ပံ့နေတယ်မှာယောက်ျားမိန်းမရှိသူတို့ SCP တော်တော်များများကလည်းမိသားစုကိုပြန်ကြည့်ရတဲ့လူများတာဆိုတော့အဲ့ဒါလည်းဂုံယူဖို့ကောင်းတာဒီမှာမပြေဆုံးတဲ့လူလည်းဖြစ်တယ်အရာရာဟာပြေဆုံးလာတဲ့အတိုင်းဝိုင်းကမဟုတ်တဲ့အတွက်ကြောင့်တော့ အာဒီဟာတွေနဲ့ရှင်ကျန်တာတွေကလင်းအတွက်ပြောမပြောပါတော့ပါဘူးဘဝကလည်းအရန်မကြမ်းဘူးဆိုပေမဲ့ခက်ခဲခဲ့တဲ့ဘဝတွေကိုအကောင်းမဆုံးဖြတ်တန်းခဲ့ရတဲ့အတွက်ကြောင့်ခုဖြစ်နေတဲ့နေရာကိုခုကျေနပ်ပါတယ်ကာကိုကိုဆန်းပေါ့မနေ့ကလာကြည့်ရင်းနဲ့နေအဲ့အဲ့နေရာလေးလည်းလုတ်ပေးပါလားဆိုတော့ဘလို့ဖြစ်တာပရာဟိတပွဲလေးလည်းဖြစ်တယ်အာငလင်တန်ခံရတဲ့ပြည်သူတွေအတွက် ဒါဒီညလဲထူထောင်ရေးအတွက်လည်းဖြစ်တယ်ဆိုတော့လူဖြစ်နှမ်းတစည်းအနေနဲ့ပဲပါဝင်ပေးတာပေါ့နော်အဲ့အတွက်ကြောင့်လည်းပျော်ပါတယ်နေရတော့ပြဆက်ကားရတာနည်းနည်းကြောက်တယ်ဟမ်ပါလို့လို့မရဘူးလေရုပ်ရှင်ရိုက်တာဒါရလော့မှားရင်ပြင်ပြင်လို့ရတာလေဒီဟာပြင်ပြင်လို့မရဘူးစကားမလို့မရသမီးအရန်ကြောက်တယ်လေဖိတ်တာစိတ်ရှိရပါဘာအမသမီး face မှာဆိုအမသမီးအမြဲလှူတယ်လေအကျန်တော့နှစ်ဆန်း အတက်နေရဆိုလဲရေငုံစိကုံမှာထမင်းကျွေးရယ်နေရင်းနေရလူဖြစ်ပါတယ်အဲ့လိုမျိုးလူကတန်းရပျော်တယ်ဟောကြိုက်တယ်ဝါသနာထဲမှာဆိုလူကတန်းရတာလဲဝါသနာပါဆိုတော့ငယ်တော့မအဲ့တော့မပေးဘူးသူသူကိုနဲ့တော်ရင်စားရတဲ့တောက်တယ်ဒီလောက်ပါပဲအဲ့လိုမျိုးဟိုကိုဘွားကြီးပြတ်သွားလာအောင်တော့မပေးဘူးစားရတဲ့တောက်တယ်တူတူပဲဒီလောက်ပါပဲ တင်တဲ့နေလားဟုတ်တယ်မင်းကတော့လေအေးဆေးဖျားကြားလို့ရကြိုက်တယ်ပြီးတော့မင်းအကောင့်တွေမှာဆိုတကယ်အဲတန်ကားတော့အရှင်သူမြတ်ကြီးတွေကိုဖူးရတာဘာနဲ့မှမလဲနိုင် IPD ရရန်ကြိုက်တယ်အဲ့လိုဆရာတော်ကြီးတွေဖူးဖို့လဲအဲကိုအမြဲတမ်းဒိဋ္ဌန်နေဝင်ပြီးလိုက်ဆူတောင်းတယ်ဒီဆရာတော်ကြီးတွေနားကိုဖူးခွင့်ရတယ်ဆိုတာကတ်ခွင့်ရတယ်ဆိုတာကလည်းတော့တော့မလွယ်ဘူးလေပါရမီနဲ့ရည်စက်တွေပါမှဆိုတော့အဲ့ဒါလည်းရမ်းပျော်ရတဲ့ PD ပဲဒါအသက်ရွယ်တစ်ခုရလာတဲ့အချိန်မှာအာတန်တရာအတွက်ဒါကလည်း ိုအပ်တယ်လေအဲကြောင့်ခုချုပ်ရင်ဆရာတော်ဘုရားရဲ့ဆရာတော်ဘုရားရဲ့တရားတွေနာပြီးတော့အဲဘာဖြစ်ပြောအဲအလုံးချစ်တက်လာတယ်အလုံးပျော်ရွှင်အောင်ထားပေးတတ်လာတယ်အဲ့ဒီအတွက်ကြောင့်တော့ဒါဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကြောင့်လို့ထင်ပါတယ်ဘုရားပါလေးလို့ဘုရားဆရာတော်ဘုရားကဘယ်မှာလောက်တူလဲဘုရားပါဒီမမေမီလေးရှိရယ်မမေမီလေးနဲ့လင်းနေကမမေမီလေးနားမှာရောက်တဲ့အချိန်မှာဘုံဆရာတော်ဘုရားကြီးဓမ္မစိန်ကြီးဆရာတော်ဘုရားကြီးပြီးရင်ဗောရိမြိုင်ဆရာတော်ဘုရားကြီး ေဘော်ရီရင်ညင်ဆရာတော်ဘုရားအပြီးမင်းမွန်တောင်ဆရာတော်ဘုရားအာဒီရောဆရာတော်ကြီးလေအများကြီးပဲဆရာတော်တွေအများကြီးကိုခုခွင့်ရတယ်အဲ့ဒါဘလောက်ပဲအဲဘလို့ပဲဖြစ်နေဖြစ်နေဒီလိုခုခွင့်ရတဲ့ကုသိုလ်ကံကဘာနဲ့မှမလဲနိုင်ဘူးအဲ့ဒီတော့ကျအရန်ပီကြီးဖြစ်တယ်တခါလေးလည်းမဟုတ်ဘူးကဂရီဂရီပြပါချုပ်ဆရာတော်ဘုရားကြီးဆိုလဲအာဒီဟိုမမေမီလေးနဲ့လိုက်သွားတော့ဆုံးကတ်တဲ့ဟာတွေပါလေဆိုလဲ ဆုံးပွဲတွေပြင်ရတယ်အဲ့အရာတွေကလည်းပျော်တယ်အဲ့လိုအခုတော့တည်တည်ဖြစ်တယ်နေလူလောက်တိုင်းလောက်တိုင်းဘာလို့အဲတခုခုခိုးတယ်ခိုးတယ်စုမတောင်းဖြစ်ဘူးကိုအမြဲတမ်းပဲအဲတောင်းပြတဲ့စုတော့စုဆိုအောင်လို့မျိုးကြီးအထီးပေါက်ပါစေလို့ချမ်းသာပါစေလို့မတောင်းဘဝမှာအမြဲတမ်းစိတ်ချမ်းသာသာနေရပါစေအသက်ရှိပါစေသာသနာပြုနေပါစေစုတောင်းပါတယ် ပါသွားဆိုတာရှိတယ်လို့ပြောတော့ကိုယ်ကြီးလိုက်တာရှိတယ်ပြောရရင်ရှိတယ်အဲ့ဒါကြရောဘယ်လိုလဲအဲကြောင့်စိတ်ချမ်းသာအောင်မနေလိုက်တော့စိတ်ချမ်းသာအောင်နေရတယ်ပေါ့နော်ဆရာတော်ဖခင်ပို့တာမြေတားတွေကြောင်းအင်းနဲ့ဆရာတော်ဖခင်ကြီးဆိုလည်းမြေတားပို့တယ်ဆိုတော့နေရတာစိတ်ချမ်းသာပါတယ်ဟုတ်ဟုတ်ဒီဘာမပြေဆုံးတဲ့လူလည်းဖြစ်တယ်။အရာရာဟာပြေဆုံးလာတဲ့အတိုင်းဝိုင်းရမဟုတ်တဲ့အတွက်ကြောင့်တော့အာဒီဟာတွေနဲ့ရှင်ကျန်တာတွေကလင်းအတွက်ပြောမပြောပါတော့ပါဘူး။ဘဝလည်းအရန်မကြမ်းဘူးဆိုပေမဲ့ခက်ခဲခဲ့တဲ့ ဘဝတွေကိုအကောင်းမှုဆုံးဖြတ်တန်းခဲ့ရတဲ့အတွက်ကြောင့်ခုဖြစ်နေတဲ့နေရာကိုခုကျင်းနေပါတယ်အဲ့ဒါလူသားတိုင်းဖြစ်ချင်တဲ့ဆန္ဒတစ်ခုဆိုတော့အဲ့ဒါကြီးကိုမပြောချင်ပါတော့ဒါစိတ်မကောင်းဖြစ်လာလို့ရှင်မိတ်ကပ်ပြန်လဲနေရအောင်လားဟာလူသားတိုင်းလူသားတိုင်းအဖေအမေကိုရမ်းတွေးချင်တယ်အဖေအမေနဲ့ရွေးထွေးမှုနဲ့မေတ္တာတရားကြီးလိုချင်မှာဒါပေမဲ့ဒါကတကယ်တမ်းကြည့်လို့ရှင်တော့လေအခုဆိုကျမကမိဘတကယ်ဆိုကောင်းတဲ့အဝင်းချင်ရှိရဲကျမမိတ်ဆွေတွေရှိရဲအတွက်ကြောင့်ဒါလည်းရမ်းပျော်ပါတယ် ရောက်လဲညီမလေးနေရဘူးပြောစူးစမ်းကြည့်တဲ့ရှိတာလေဘိုးဘွားကိုဘူးဆိုတာလဲဘဝနာမှာစူးစမ်းခြင်းသိရှိရပေါ့နော်အဲ့တော့အဲ့ဒါကလဲလင်းအတွက်ဒါဘဝနာခဲ့တဲ့ဟာတွေကလဲကိုယ့်အတွက်စူးစမ်းရုန်းကန်ခဲ့ရတဲ့ဒါဒါတွေကိုကြည့်ပြီးတော့စူးစမ်းရုန်းကန်ခဲ့လို့လဲအဲဘာဖြစ်ဖြစ်ဒီချိန်မှာ ူဇင်နာတွေလည်းလူခွင့်ရတယ်။အဲဒီစိတ်ချမ်းသာစွာလည်းနေခွင့်ရတဲ့အတွက်ကြောင့်တော့ကိုကူကိုကျေးဇူးတင်ပါတယ်။မဟုတ်ပါဘူးဒါကတော့အဲလို့ပြောမလဲလူအလုံးကချစ်ပေးနေကြတဲ့အပေါ်မှာမူတည်ပြီးတော့အလုံးကတော့အဲအဓိကတော့ကိုစင့်တရားကောင်းရင်ရပါပြီလူတိုင်းက LGBT ရဲ့မမဟုတ်ပါဘူးလူတွေက LGBT ဆိုတာကောင်းစင်တတ်တာပါလူရဲ့လို့ဖြစ်လာရင် ကုသင်တရားကောင်းမယ်စာနာတတ်မယ်ဆိုရင်လူပိသရရပါပြီ။ဘာဖြစ်လို့ဆိုတော့ကုသင်တရားကောင်းမှုဆိုတာခိုးဆိုးလူနိုင်မဖြစ်ရပါပြီလေ။ခိုးဆိုးလူနိုင်မဖြစ်ရပါပြီ။သူများအာဒီမိသားစုပြုတ်ကွဲအောင်မလုပ်ရင်ရပါပြီ။ဒါဆိုရင်တော့လူပိသရလို့ထင်ပါတယ်။ဒါပဲလို့ခဏလေးကဟုတ်ဟုတ်။ဆိုင်တယ်ခဏလေး။ညပျော်လို့လောက်တာ။ငငယ်ငယ်လေးတွေကလည်းခေါပျော်တယ်ဒီမြို့စုကိုင်းတီးတွေပြိုင်နေ အာဒီမိုးကျွန်းငယ်ငယ်မှာဆိုလဲကဘူးလေအာအမှန်တမ်းပြောရင်ငငယ်လေးတော့လင်းလို့ခက်ကဆိုဒီရက်ကွက်ထဲမှာဆိုရှာသီးဆေးပြားရောင်းတဲ့အဲ့လိုမျိုးလင်းရှာရည်ရှိရဲဒါပေမဲ့ငငယ်တော့ဆိုရင်ကိုကလည်းခလေးပွားဆိုတော့သူတို့ကလာကြီးကြည့်ပြီးတော့ပြောတယ်အခုချိန်မှာပြန်တွေးချင်းရန်ကူချင်းစားပြီးတော့ဝမ်းနေမိရဲဘာကြောင့်လဲဆိုတော့သူတို့ဝမ်းကြီးအတွက်ကိုတမအားစီဝါကြကြနဲ့မခိုးမခွက်ပဲနဲ့ရိုးရိုးသားသားလှူစားတဲ့အတွက်ကြောင့်တော့ဒါတွေကိုပြန်တွေးမိရင်သူတို့အတွက်ဂုံယူတယ် ဈေးရောက်တဲ့သူတွေကိုလည်းလင်းချမ်းလေးစားတယ်လွယ်လွယ်ရတဲ့ပတ်စံကိုသူများရှာလွယ်လွယ်မလီယူပဲနဲ့ကိုကုန်ကိုအားနဲ့စူးစမ်းပြီးတော့ဈေးရောက်ကြရတယ်ရှာဖွေကြရတယ်အញ្ញကုန်ယူဖို့ကောင်းတယ်ပြီးတော့ညာတော်အပြင်မိသားစုကိုထောက်ပံ့နေတယ်မှာယောက်ျားမိန်းမရှိသူတို့ SCB တော်တော်များများကလည်းမိသားစုကိုပြန်ကြည့်ရတယ်လူများတာဆိုတော့အဲ့ဒါကလည်းကုန်ယူဖို့ကောင်းတာပဲအနုပညာဆိုတာကတော့လေအဲအားလုံး ဒါလည်းအခုဆိုဒါကပြဖြစ်ပြရလဲမြို့ပညာပဲဘယ်လိုဖြစ်လင်း blog လေးကြီးရတယ်ဆိုလဲဒါမြို့ပညာပဲအဲ့တော့ဒီနေ့မှာဒါတို့ကြည့်ပြအဖြစ်လဲကိုချစ်ပေးကြတယ်အဲဝင်းရံပေးကြတယ်လင်း blog လေးကြီးရဆိုဖျားဖူးတာလေးပါတယ်စားတာလေးပါတယ်ဒါလေးကြီးပြီးတော့ချစ်ပေးကြတယ်ပုံမှာတော့လင်းကတော့ပြော့ပါတယ်ဆိုတော့ခိုင်းကြရင်လဲတချို့အဲ့တဲ့ကြီးဝိုင်းသူဖျားရတယ်မဖူးနိုင်မသွားနိုင်ဆိုလင်းဟာလေးကြီးပြီးရင်ကိုဖူးရတယ်လို့ပဲလေအဲ့ကြောင့်လင်းခိုင်းကြရင်ဆရာတော်ကြီးဖူးရင်လည်းလင်းအမျက်တင်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတချို့ မသွားနိုင်မလျှောက်နိုင်တဲ့နာမကျန်းဖြစ်နေတဲ့အိုးပွားတွေရှိမယ်အလူအဲတို့အသက်အရွယ်ငယ်ပေမဲ့အဲဒီကိုခနာမထနိုင်မသွားနိုင်တဲ့လူတွေဒါလေးကြီးကြည့်ပြီးတော့ပီတိဖြစ်နေအောင်တော့မြဲပုံလေးတင်ပြတယ်အဲ့ဒါလည်းအဲအဲ့ဒါလည်းပီတိဖြစ်ရတာပေါ့နော်ဒီကတော့အများအားအလုံးချစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ချစ်ချင်းတရားနဲ့မြတ်တာထားခြင်းဟာအလုံးကိုပြည့်စုံစေပါတယ်လို့အရှင်လေးကအလုံးချစ်ပါတယ်။ကျေးဇူးတင်ပါတယ်။